ကျွန်တော်လူတွေရှိမှာကျွန်တော်ဘုရားသခင် ကောင်းမြတ်တယ်ကျွန်တော်တို့ချီးမွမ်းတဲ့အခါမှာလူတွေတော့အတန်ကြားတယ်ဒါပေမဲ့ဘုရားသခင်အတန်ကြားဖို့အတွက်ကဘာလို့ဖို့လို့လဲတင့်ရဲ့နှလုံးသားတွေကနေပြီးတော့ချီးမွမ်းတဲ့အတန်ကိုဒီနေ့ဘုရားသခင်ကလူချင်းနေဘုရားသခင်ဟာနှစ်သက်တယ်ဆိုတဲ့အကြောင်းအရာလေးကိုလေဒီမှာရှိတဲ့ညီကိုမောင်နှမတွေကိုပြောပြချင်တာဖြစ်တယ် အာနွေတော်သူတို့အားအစွမ်းတတိနဲ့ပြည့်စုံတော်အခွင့်ကိုပေးမယ်။ကျွန်လောကမှာတော့လူအများစုကတမာတဲ့လူအာကိုရတဲ့လူများတော်အဖြစ်လိုချင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကတော့မင်းအာနွေနေတယ်ဆိုရင်လေချားကိုမတော်နဲ့တဲ့။မင်းအာနေနေတယ်လို့ကိုကိုကို ထင်လို့ရှိရင်ဗာလေငါစီကိုတိုးလာခဲ့ပါ။ငါအမင်းကို အစွမ်းတတိတွေနဲ့ ြည့်စုံစေမဲ့အရှင်ဟာငါဖြစ်တယ်လို့ဘုရားတခင်က ပြောနေတာဖြစ်တယ်။ထိုအရာတွေကိုကျွန်တော်တို့တွေနားလည်ပြီးတော့မနေ့ကတယောက်တင်လိုက်တဲ့အရာကျွန်တော်တို့လောကထဲမှာလောကပြဿနာတွေနဲ့ရင်ဆိုင်နေရတော့ညာလေကိုတော့ကျွန်တော်တို့နဲ့အတူပါရှိပေးနေတဲ့အတွက်ယေရှုတင်နေဆိုပြီးသူကယေရှုတော်ချီးမွမ်းလာတယ်။ဒီနေ့ဒီမှာရှိတဲ့ညီကောင်မောင်နှမကိုကျွန်တော်တခုပြောချင်တယ် 就你没搞么好的，他们哎你没搞青年的，假如二段年轻的，对，你没搞青年的这个，你不要使用过段那样的，阿困样的，别的看耶稣了别的。假如你呢，你没搞么没这么毛的，他们使用谁看我片那样的，阿困，别的看变性变你的别的。你假如个，你那个嘛做什么皮肤表演的，假如个阿达兴个罗比毛了吧。 ဒီနေ့ဒီချိန်ကျွန်တော်တို့ကတော့အဆင်မပြေဘူးကိုကိုကိုညီးတွားနေပြီပဲကျွန်တော်တို့အတွက်စားဖို့အတွက်အစားစာတောက်ဖို့အတွက်ရေဝတ်ဖို့အတွက်အဝတ်စားတွေကိုနေ့ရက်စင်တိုင်းမှာမတူတော့အစားအစာတွေမတူတော့အဝတ်စားတွေကိုပြင်ဆင်ပေးနေတာတင်ကိုးကြွယ်တဲ့ဘုရားသခင်ဖြစ်တယ်။ထိုအရာတွေကိုတိပြီးတော့ကျွန်တော်တို့ကကျေးဇူးတော်ကိုချီးမွမ်းရမယ်။ကျွန်တော်တို့ ဒီလောကခက်ခဲပြဿနာတွေကိုပဲကျွန်တော်တို့ညီးတွားနေမယ်ဆိုရင်ကျွန်တော်တို့ဘုရားသခင်ကိုဘုရားသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းတတ်တဲ့အတ္တာမျိုးတွေရရှိလာမှာမဟုတ်အစင်မပြေဘူးကျွန်တော်တို့ခက်ခဲတယ်ဒါပေမဲ့အဲ့ခက်ခဲခြင်းတွေမှာကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ရှိတယ်ကျွန်တော်တို့ဒီလောကမှာကြုံတွေ့ရတဲ့ရင်ဆိုင်ရတဲ့အခက်ခဲတွေ ဒါပေမဲ့အဲ့အခက်ခဲတွေကိုကျွန်တော်တို့ရင်ဆိုင်နိုင်ဖို့ရတော့အဲ့ထက်ကြီးတဲ့ပြဿနာတွေအားလုံးကိုဘုရားသခင်ဟာကျွန်တော်တို့ရဲ့ရှေ့မှာဖြေရှင်းပေးထားပြီးပြီဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့တွေက နားလည်ရမှာ ဖြစ်တယ်။ကျွန်တော်တို့လောကရဲ့အခက်ခဲနဲ့ဂျုံအခက်ခဲများစွာနဲ့ဂျုံတဲ့သူဟာလောကမှာတကယ်ပဲအတ္တတော်ကို ရင့်ကျက်ကြီးထွက်လာပြီးတော့ဘုရားသခင်ရဲ့အလိုတော်ကိုပို့ပြီးတော့ တိပြီးပို့ပြီးတော့နားလေတဲ့သူဖြစ်တယ်လို့ကျွန်တော်တို့အာဆရာတရားဝီငှားတဲ့အခါမှာကြားဘူးတယ်လောကမှာတဲ့ဒုက္ခပြတနာနဲ့မရင်ဆိုင်နေရပြီလားမစိုးရင်လေအဲ့ဒုက္ခပြတနာတွေကြားထဲမှာတင်ကိုးကြွယ်တဲ့ဘုရားသခင်ကရှိတယ်အဲ့ဒုက္ခပြတနာတွေနဲ့လဲကျခြင်းမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့ကျေးဇူးကိုချီးမွမ်းခြင်းနဲ့ပြန်ထနောင်တစ်ချိန်ကြာလို့ရှင်ဒီဒုက္ခပြတနာတွေဟာ တင့်သွက်ဟာတဖြစ်သွားလိမ့်မယ်တဲ့ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းကုကူကူညီးတွားနေဖို့မဟုတ်ဘူးကျွန်တော်တို့အစမပြေဘူးဒါပေမဲ့ဖျားတခင်သူရှိတယ်ကျွန်တော်ကစင်မပြေဘူးကျွန်တော်တို့ကဒုက္ခတွေနဲ့ကြုံနေကျွန်တော်တို့ကရဲဖမ်းမှကြောက်တယ်ကျွန်တော်တို့ဒါကြောက်နေတာနော်ဒီနေ့ဒီချိန်ထိကျွန်တော်တို့ဘယ်သူမှမဖမ်းမိသေးပါခဲကနေလွတ်မြောက်နိုင်ရတဲ့အခွင့်ကိုဘုရားတခင်ကမပြင်ဆင်ပေးဘူးလားထိုအရာတွေကိုနားလေပြီးကျွန်တော်တို့တွေဘုရားတခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းရအောင် ျွန်တော်ကတော့မနှက်ပြန်ပါစားမလဲနောက်လပါစားမလဲကျွန်တော်တို့ကတွေးပူနေပြီမယ်ဒီနေ့ကျွန်တော်တို့အိမ်ရဲ့အိုးထဲမှာသမင်းအပြည့်ရှိတယ်လို့စားစရာဟင်းရလဲအပြည့်ပါပဲဒါကြောင့်မလို့ကျွန်တော်အမြဲတမ်းကိုကိုကိုစိုးရင်ချင်းနေနဲ့ကျွန်တော်တို့အသက်ဆက်ရှင်နေမယ်စားโอ้คุณน oh, ่ะก็พยาธิคินะง่ากูกวยกาปีนี่เดพยาธิคินะง่ากูมาซะอูเมซูเด အတိတရားလေးတွေကျွန်တော်တို့ရဲ့အထဲမှာဝင်ပြီးတော့နေ့ရက်စဉ်တိုင်းဘုရားတခင်ကိုကြည်စုတင်တယ်လို့ကျွန်တော်နှလုံးသားနဲ့ချီးမွမ်းတက်ဖို့ရန်တဲ့ဘုရားတခင်ကအလိုရှိတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြချင်တာဖြစ်တယ်။နှုတ်ကပတ်တော်ထဲမှာဂတိတော်တွေရှိတယ်။နှုတ်ကပတ်တော်ထဲမှာတင့်တွယ်လုံခြုံစိတ်ချမှုတွေရှိတယ်။ဒီအရာတွေကို သင်ကိုယ်တိုင် ဖွင့်ဖက်ဖို့ရန်အတွက်လည်းလိုအပ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းပြောပြချင်တာဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဖိလိပ္ပိခန်းကြီးလေးအပိုင်ငယ်6မှာဆိုအားလုံးအလွတ်ရပြီးတာဂျမ်ပိုင်လေးဖြစ်မယ်။အဲ့ဒါဆိုရင်ပါလဲဆိုတော့ဘေအမှုကများစိုးရင်ချင်းမရှိပဲ အရာရာနိုင် စုတောင်းပတနာပြုတော်အပြင်တင်တို့တောင်းမှန်လိုတော်ရာများကိုဘုရားသခင်အားကြားလျှောက်ကြလို့ဘုရားသခင်ကဒီနေ့ကျွန်တော်တို့ကိုပြောနေတဲ့အရာလောကမှာတော့ခက်ခဲတွေကြုံမဲ့အစမပြေခြင်းတွေကြုံမဲ့ဒါပေမဲ့ငါတာငါသမီးမစိုးရင်လေအဲ့အစမပြေခြင်းတွေကြုံလာတဲ့အခါမှာလေကြီးစုတော်ကိုချီးမွမ်းတတ်ပါစေအစင်ပြေခြင်းတွေကြုံလာတဲ့အခါမှာလေ ယေရှုတော်ကိုချီးမွမ်းတတ်ပါစေ။ဘုရားသခင်ကဒီနေ့ကျွန်တော်ကျမတို့ရဲ့အတ္တတဲမှာရင်တော့ကျွန်တော်တဲတော်ထဲမှာကြည့်မယ်ဆိုရင်တနှစ်တခါကျွန်တော်တို့အပြစ်ဖြေရာယေယေရှုတော်ချီးမွမ်းရာယစ်တွေကိုအမြဲတမ်းပူဇော်နေရတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာယေရှုတော်အဖြစ်ခရစ်တော်ဟာသူသူဒီယစ်အနေနဲ့ဘုရားသခင်ထံမှာတင်လျူပူဇော်တဲ့အခါမှာကျွန်တော်တို့တနှစ်တခါ တလိဆန်တွေရဲ့ရစ်ကိုကျွန်တော်တို့ပူစော်စရာမလိုတော့ပြင်မယ်။နေ့ရက်စင်တိုင်းပူစော်ရမယ်ရစ်တစ်ခုရှိတယ်တဲ့။အဲ့ဒါကပါလဲဆိုတော့ဂျေစုတော်ချီးမွမ်းခြင်းရစ်ဖြစ်တယ်လို့ဘုရားသခင်ကပြောနေတယ်။ဒါကြောင့်မလို့ညီကိုမော်လမားတွေကျွန်တော်ဘုရားသခင်ကိုဂျေစုတော်ချီးမွမ်းဖို့ရတဲ့အချိန်ချင်းမိလျော့တဲ့အတ္တတာတွေဖြစ်နေတယ်ဆိုကျွန်တော်တို့ပြန်ဆင်ကျင်ရအောင်။ ဒါကြောင့်လေဘုရားသခင် ကောင်းမြတ်တယ်ဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုကျွန်တော်တို့ကြွေးကြော်ရအောင်ဆိုရှေ့မှာတိုင်ပေးတဲ့တော့သုံးချိန်ကြွေးကြော်ရအောင်လို့អော်လို့နောက်ကနေပြီးဘုရားသခင်ကောင်းမြတ်ပါတယ်ပြီးရင်ပြီးသွားတယ်ဆိုတဲ့ပုံစံမျိုးထက်တကယ်ပဲကျွန်တော်ရဲ့အတ္တတဲမှာဘုရားသခင်ကောင်းမြတ်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့တိရှိပြီးတော့နှလုံးသားနဲ့ချီးမွမ်းတဲ့ဖွယ်ရတဲ့ဘုရားသခင်ကအလိုရှိတာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောပြချင်တာဖြစ်တယ်ပြီးတော့ တရားတခင်ကကျွန်တော်တို့ကိုဗာပြောထားတယ်ဆိုတော့ဒီမှာအကြောင်းအရာလေးကိုဒီမှာအာကျွန်တော်မနေ့ကတင်နှန်းသွားတဲ့အခါမှာကျွန်တော်မှတ်ထားတဲ့အရာလေးဘုရားတခင်ကတဲ့တင်ဘာလုံနေတယ်လဲတင်ဘေးမှာရှိနေတယ်လဲဆိုတဲ့အရာကိုစိတ်ဝင်စားဖို့တဲ့ဒီနေ့ဘုရားတခင်ကတင်ရှိတဲ့နေရာမှာတင်လှုပ်ဆောင်နေတဲ့အလုတ်ဟာ ဘယ်လိုနှလုံးသားမျိုးနဲ့လှုပ်ဆောင်နေတယ်လဲဆိုတာကိုဘုရားသခင်က နှစ်တက်တယ်တဲ့ကျွန်တော်တို့ကလူရှိမှာတော့ဘုရားသခင်ကောင်းမြတ်တယ်ကျွန်တော်တို့ချီးမွမ်းနေပေမဲ့တကယ်နှလုံးသားထဲမှာပါသလားကျွန်တော်လူတွေရှိမှာကျွန်တော်တို့ဘုရားသခင်ကောင်းမြတ်တယ်ကျွန်တော်တို့ချီးမွမ်းတဲ့အခါမှာလူတွေတော့အတန်ကြားတယ်ဒါပေမဲ့ဘုရားသခင်အတန်ကြားဖို့အတွက်ကဘာလို့ဖို့လို့လဲတင့်ရဲ့နှလုံးသားတွေက နေပြီးတော့ ချီးမွမ်းတဲ့အတန်ကိုဒီနေ့ဘုရားသခင်ကလူချင်းနဲ့ဘုရားသခင်ဟာနှစ်သက်တယ်ဆိုတဲ့အကြောင်းအရာလေးကိုလည်းဒီမှာရှိတဲ့ညီကိုမောင်နှမတွေကိုပြောပြချင်တာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်ရဲ့တက်တာထဲမှာဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုကျွန်တော်ဘယ်လိုစဉ်းစားရမလဲဘယ်လိုအဖြေထုတ်ရမလဲငါရဲ့ငါ့ကိုကြုံလာမဲ့အန်ဒီရီအားလုံးကို ခုနကပြောတဲ့လန်ဒန်တော်နဲ့ ကွေကပေးနေလို့ကျွန်တော်အားနှွေးတဲ့အချိန်တိုင်းမှာပင်လေကျွန်တော်တခွန်အားဖြစ်စီမဲ့တောင်ဝေးတော်နဲ့ကျွန်ုပ်ကိုဆွဲထူပေးနေတဲ့ဘုရားသခင် ထိုဘုရားကိုကျွန်တော်ချီးမွမ်းမယ်ကျွန်တော်တို့နေ့ရက်စဉ်၌ချီးမွမ်းတတ်တဲ့အတ္တတာဖြစ်ပေရန်အတွက်ဘုရားသခင် အလိုရှိတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောပြချင်တာဖြစ်တယ်။ဒါကြောင့်မလို့ဒီမှာရှိတဲ့ချစ်တော်မိတ်ဆွေကျွန်တော်ညီတော်တော်သူတွေမဟုတ်ဘဲနဲ့ ချီးမွမ်းတော်သူတွေဖြစ်ဖို့ရန်တဲ့ဘုရားသခင် အလိုရှိတာဖြစ်တယ်။အာမင်။ကျွန်တော်ကအမြဲတမ်းစိုးရင်စိတ်တွေနဲ့ကျွန်တော်တို့ရှေ့ဆက်နေပြီမယ်။ဘုရားသခင်ကကျွန်တော်တို့ကိုပြောတယ်လေမစိုးရင်နဲ့ဆိုတဲ့စကားနဲ့ကျွန်တော်တို့ကိုခေါ်အားပေးနေတာဖြစ်တယ်။ဒါကြောင့်မလို့စိုးရင်ချင်းမရှိဘဲနဲ့ဖရာတခင်ကို တကယ်ပဲအတွင်းနှလုံးသားနဲ့ ကိုယ်တိုင်ချီးမွမ်းတတ်တဲ့သူတွေဖြစ်ဖို့ရန်အတွက်အရောက်ချင်းစီတိုင်းပေါ်မှာဖျားခင်တာ၍ကောင်းချီးပေးပါစေ။